တမန်ရှင်ရှင်နေထိုင်ခြင်းကြောင့်ယောဂဝေဒနာတွေကင်းပြီးတော့ချမ်းမြမ်းမှန်နဲ့ကိုယ်အကျိုးသူအကျိုးဆိုတာလို့အကျိုးစီးပွားရှိရာရှိချောင်းဆောင်ရွက်နိုင်တဲ့အနေအထားမျိုးရတမ်းပြန်သည့်အတွက်ကြောင့်ဇမရေးအတွက်ထောက်ပြုမှန်တယ်ဒါသူပြင်ပတန်ရှင်းမှုတွေအတွက်ဇမမှုဖြစ်စေဘုန်းကြီးတို့စာပေကျမ်းဂန်ထဲမှာ အသိပညာဖွင့်ဖြိုးဖို့အတွက်လိုအပ်တဲ့အချက်တစ်ခုကဘာလို့ဆိုတော့ ဝတ္ထုဝိတရကရိယတာဆိုတဲ့စကားလုံးလေးပါမိမိကိုယ်ကိုတန်တန်ရှင်းရှင်းနေထိုင်မှုတန်ရှင်းတဲ့အဝတ်တွေကိုဝတ်ဖို့ဆိုတာအဲ့ဒါအရေးကြီးတယ်တဲ့အဲ့ဒါမှအတိညာဉ်ဖွံ့ဖြိုးနိုင်တယ်ဆိုလိုတာကဗဟိတလို့ခေါ်တဲ့ external purity external cleaning ကလည်းပဲ internal cleaning ကိုတွားပြီးတော့ internal purity ကိုအထောက်ကူပြုတယ်လို့ဆိုလို့အတွင်းနဲ့အပြင်ဟာဆက်ဆက်မှုလို့ရှိမှတ်မယ်ပေါ့ အတွင်းတန်ရှင်းမှုအတွက်အပြင်းတန်ရှင်းမှုကများစွာအထောက်အကူပြုတယ်။ဒါကြောင့်မလို့တန်ရှင်းမှုတွေကိုစ조사အထောက်နေကြ။အပြင်းပန်းတန်ရှင်းမှုတက်တဲ့နဲ့တော့တမလွန်ဘဝမှာကောင်းကျိုးချမ်းသာတွေရနိုင်မှာမလား။သို့မဟုတ်တဏှာဝိဆင်းကလွတ်ခင်းတဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုရနိုင်မှာမလားလို့ဆိုတဲ့ဒီအဆင့်ရောက်တဲ့အခါကျတော့အပြင်းတန်ရှင်းရုံနဲ့မရဘူးတဲ့အတွင်းတန်ရှင်းမှုလိုအပ်လာတယ်